်မင်္ဂလာပါတားတို့တမီးတို့ရေဒီချက်ကတော့စတမာရန်တမိုင်းဘာသာရပ်ကိုသင်ကြားပေးမယ့်တစ်ချိန်ဖြစ်ပါတယ်ဒီနေ့ဒီချိန်ပြပြပေးမယ့်အကြောင်းအရာလေးကတော့အခန်းလေးလူအဖွဲ့စည်းရဲ့မူလအစသင်ခန်းစာ၁အစအစာကိုလိုက်လံရှာဖွေရတဲ့အမဲလိုက်မုတ်ဆိုးတွေရဲ့ဘဝအကြောင်းဖြစ်ပါတယ် တ်သားတို့သမီးတို့ရေရှေ့ပိုင်းမှာဆရာမတို့မြမသမိုင်းမှာသမိုင်းကြိုခေမှာတခြားဘာတွေသင်ခဲ့လဲဆိုလို့ရှိရင်ကြောက်ခေကြောက်ခေဦးကြောက်ခေလဲကြောက်ခေနောင်ဆိုပြီးတော့သင်ကြားပြီးပြီဆိုတော့အခုစာသင်ချိန်မှာတော့တခြားတို့သမိုင်းမတင်မီကာလစာပေအထောက်ထားခိုင်မာစွာမရှိတဲ့ကာလတနည်းအားဖြင့်ပြောမယ်ဆိုရှင်သမိုင်းကြိုခေမှာနော်လူသားတွေကဘလို့နေတိုင်းစားတော့ကြတယ်ဆိုတာကိုလေးလာသိရမှာဖြစ်ပါတယ်ကဲသားတို့သမီးတို့ရေဆရာမတို့နော်ပထမဆုံး เนาะကဘာသမိုင်းရဲ့ကြောက်ခိကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်လူအဖွဲ့စည်းဟာတခိမတခိကိုတိုးတက်ပြောင်းလဲနေပါတယ်မြက်မှောက်ကာလမှာတော့ကဘာပေါ်မှာခိမိအုံဆောင်တွေပစ္စည်းကရိယာတွေကိုအလွဲတကူရရှိနိုင်ပေမဲ့လည်းသမိုင်းကျိုခိမှာတော့ရှေးဟုလူတွေဟာကြောက်လက်နဲ့ပစ္စည်းတွေနဲ့ခက်ခဲပင်ပန်းစွာရှာဖို့စားတော့ရတယ်ဒါကြောင့်မလို့အဲ့ဒီကာလကိုကြောက်ခိလို့ခေါ်ပါတယ်ဒီကြောက်ခိကာလကိုကျမတို့၃ပိုင်းသတ်မှတ်ထားပါတယ် ယောက်ခိဦးယောက်ခိလေယောက်ခိနောင်ဆိုပြီးတော့ဆံမတို့အပိုင်းသုံးပိုင်းသတ်မှတ်ထားပါတယ်။ကမသမိုင်းရဲ့ယောက်ခိဦးလူသားတွေနဲ့မြမသမိုင်းရဲ့ယောက်ခိဦးလူသားတွေရဲ့စားတောက်နေထိုင်မှုဟာဘလို့ကွာခြားတဲ့ဆိုတော့ကြည့်ကြရအောင်။ကမသမိုင်းယောက်ခိဦးမှာတော့ယောက်ခိဦးလူသားတွေဟာတနေရာမှတနေရာကိုလှည့်လေသွားလာနေထိုင်တယ်လို့ဆံမတို့မြမသမိုင်းရဲ့ယောက်ခိဦးလူသားတွေကလည်းတနေရာတဲ့အခြေကျနေထိုင်ခြင်းမရှိဘဲနဲ့လှည့်လေပြီးတော့သွားလာနေထိုင်ကြတယ်။ကမသမိုင်းယောက်ခိဦးမှာတော့ အလေးကျပောက်တဲ့အပင်တွေကအသေးနာတွေကိုရှာဖို့စားတော့ရတယ်။မြမတမိုက်ကြောက်ခိဥမှာတော့သေဝသေဖူတွေကိုရှာဖို့စားတော့ရတယ်။တော်တဲ့ဆန်တွေကိုလည်းရှာဖို့စားတော့ရတယ်။ဟောကမ္ဘာတမိုင်းကြောက်ခိဥကြည့်တဲ့အခါမှာကြတော့သူတို့ဟာနော်အမဲလိုက်ခြင်းနဲ့အတံမွေးဝါးချောင်းပြူရတယ်။အဲ့တော့တစ်ခုစလုံးဟာအစာအစာတွေကိုရှာဖို့စားတော့တဲ့အစင်သာရှိရတယ်မလို့ကြောက်ခိဥကမ္ဘာတမိုင်းနဲ့ကြောက်ခိဥမြမတမိုင်းတွေဟာ အားလုံးကမကွဲပြားဘူးဆိုတာတို့သမီးတို့တွေ့ရမှာဖြစ်ပါတယ်။ကဲတို့သမီးတို့ရေနော်ကျွန်တော်တို့ကြောက်ခိဦးလေးလာကြည့်ကြအောင်။ကြောက်ခိဦးမှာတော့ရှေးဦးလူသားတွေအသုံးပြုတဲ့ကြောက်လက်နဲ့တွေကတော့ကြောက်သားကိုထုခွဲပြုတ်လုထားတယ်လက်ကင်ရုံမပါတယ်ကြောက်ပစိန်တွေဖြစ်တယ်။တို့ဒီပုံလေးကိုကြည့်ချင်းအဖြစ်ဟာလာဆရာမတို့ဟာလာကြောက်ပစိန်မျိုးကိုတွေ့ရပါမယ်။ဒီကြောက်ပစိန်မျိုးတွေကိုတော့ဥရောပအာရှအာဖရိကတို့မှာ နေရာအနှံ့ပြားမှာတွေ့ရပါတယ်။တနေရာမှတနေရာကိုလှည့်လည်သွားလာ ပြီးတော့အလေးကျပေါက်တဲ့အပေနေမှအသေးနာလေးကိုရှာဖို့စားတော့ရတယ်။အမဲလိုက်ခြင်းနဲ့အသက်မိုးကြရတယ်။ဒါကြောင့်မလို့ကြောက်ခိလူသားတွေရဲ့လူနေမှုစနစ်ကတော့အစားအစာကိုရှာဖို့စားတော့တဲ့အဆင့်သာရှိခဲ့ပါတယ်။ကြောက်ခိလည်းမှာတော့လူသားတွေရဲ့လူနေမှုစရာတိုးတက်လာခဲ့တယ်။အပူအေးကိုကာကွယ်ဖို့အတွက်ဂူတွေတွင်းမှာ နေထိုင်လာကြတယ်။ မိကိုစတင်ပြီးတော့အသုံးပြလာတဲ့အခါမှာတော့အစားစားတွေကိုမိဖို့ရစားတယ်မိကင်ရပါဖြစ်လဲစားတော့လာတယ်ဆိုတော့တို့ဒီပုံလေးကို ကြည်ချင်းအပြင်သိရှိနိုင်ပါတယ်အဲ့တော့တော်ရိုက်တိစံတွေကိုမွေးလို့လာပြီအဲ့တော့အလွဲတကူတက်ဖြတ်စားတော့ဖို့တော့တို့ဘာဖြစ်လာလဲဆိုချင်အသိဉာဏ်နဲ့ချီလာပြီကြောက်ခစ်လေလက်နဲ့တရတော့ကြောက်ခစ်ဦးတဲ့ပုံပုံချောမှုလာတယ်ကြောက်သွားတွေကိုတက်သားရွတ်တက်ပြီးတော့ထိုးခုတ်ဖို့အတွက်အသုံးပြလာကြတယ် ဒါကြောင့်မလို့၆ခစ်လဲမှာလူတို့ရာအသိဉာဏ်တွေရှိလာပြီ၆ခစ်ဥမှာတော့လူတွေရာအဝဆောက်ဝစ်စင်မှုမရှိဘဲနဲ့ဟောဒီ၆ခစ်လဲရောက်တဲ့အခါမှာတော့သူတို့ရဲ့ခန္ဓာကိုယ်မှာတလိဆန်ရဲ့အရေးကုံကိုအဝတ်လုပ်ပြီးတော့ဝစ်စင်လာကြပြီတဖြည်းဖြည်းနဲ့သူတို့ရဲ့ဟလာအသိဉာဏ်တွေကတဖြည်းဖြည်းနဲ့တိုးတက်လာတာကိုသားတို့တမျိုးတွေ့ရမှာဖြစ်ပါတယ်ရှော်တွေနဲ့ပိုက်ကုံတွေပြုတ်လုပ်တယ်တလိဆန်ရဲ့အရိုးနဲ့ငမားကြိတ်တွေလုပ်ပြီးတော့ ငါးဖက်နဲ့အလုပ်တွေကိုသူတို့လုပ်ကင်လာကြတယ်။ဟောကြောက်ခင်းနောက်ကိုကြည့်မယ်ဆိုရှင်ကြောက်ခင်းနောက်မှာတော့လူတွေဟာယဉ်ကျေးမှုဟာတိတိတတ်တာတိုးတက်လာတယ်။အစားအစာတွေကိုရှားဖွေစားတောက်တဲ့အဆင့်ရနေပြီးတော့အစားအစာကိုဖန်တီးသူအဆင့်ကိုပါဖြစ်လေတိုးတက်ပြောင်းလဲလာတယ်။ကြောက်လက်နဲ့တွေကိုချိုးမှုရောသွေးယူလာနိုင်တယ်။ကြောက်ခင်းနောက်မှာတော့ရှုံစင်းနဲ့အိုးခွက်တွေကို ပြုလုပ်ပြီးတော့သုံးဆွဲလာတယ်။တလေးဆန်တွေကိုလည်းရေမောင်းအောင်မွေးပြူလာပြီး အစာအစာပေါင်းပြပြီးတော့မျောစာကောင်းတဲ့နေရာတွေမှာတော့အိုးအိမ်တွေတီထောင်ပြီးတော့အခြေတကြနေထိုင်လာခြင်းတွေကိုပြုလုပ်လာကြတယ်။ဒီပုံလေးကတော့ကြောက်ခိနံလူသားတွေရဲ့နေထိုင်မှုပုံစံကိုပြသထားတဲ့ပုံစံလေးဖြစ်ပါတယ်။ကြောက်ခိနံမှာတော့လူသားတွေဟာတလစ်ဆန်ကိုမွေးမှုတဲ့အခါမှာအသားနဲ့အရေကုန်အတွက်ဖမ်းပြီးတော့မွေးမှုတယ်။နောင်မှာတော့လူသားတွေဟာအမဲလိုက်တဲ့အခါမှာအဖော်ဖြစ်ခွေးကိုမွေးမှုလာကြတယ်။ ဝင်တင်ဖို့အတွက်နွားလူစည်းဖို့အတွက်မြင်းကိုလည်းမွေးမူလာကြတယ်။ကြောက်ခင်နောက်လူသားတွေကလှဲ့လေသွားလာတဲ့ဘွားကိုစွန့်လို့ပြီးတော့ကျွဲနွားတွေမွေးမူရတယ်။ကောက်ပဲတိနာနေစိုက်ပျိုးဖို့အတွက်ရေရရှိတဲ့နေရာတွေမှာအိမ်တောင်စု၃လေးစုစုပေါင်းပြီးတော့အိမ်ဆောက်ပြီးတော့အတိကျနေလာခြင်းကိုကြည်ချင်းရပြီသူတို့ရဲ့ဟာလာအတိညာနေတဖြည်းဖြည်းနဲ့တိုးတက်လာတယ်ဆိုတော့တအားတို့သမီးတို့သိရှိရမှာဖြစ်ပါတယ်။ လူရဲ့တဖြည်းဖြည်းများလာတဲ့အခါမှာစူပေါင်းနေထိုင်ခြင်းရဲ့အကျိုးရလတ်ကိုသူတို့နှစ်သက်လာကြတယ်။အဲ့ဒီလိုကနေပြီးတော့ကျေးရွာလေးတွေဖွဲ့တယ်။ကျေးရွာအုပ်စုဘဝကနေပြီးတော့မြို့ပြတွေတည်ဆောက်ပြီးတော့နေထိုင်တဲ့အခြေအနေကိုသူတို့ဘဝတွေကပြောင်းလဲလာတယ်။မြို့ပြတွေတည်ဆောက်ပြီးတဲ့အခါမှာလည်းသူတို့ကဒီမြို့ပြတွေလုံခြုံဖို့အတွက်ဘာတွေလုပ်လာလဲဆိုရှင်အုပ်တတိုင်းတွေကာယံနေဒီလိုလူမျိုးတွေများလာတဲ့အခါမှာလူအုပ်စုတွေများလာတဲ့အခါမှာဒီလူအုပ်စုတွေကိုဟာလာဆံမတို့အုပ်ချုပ်ဖို့ဆိုပြီးတော့ လူမျိုးစုအုပ်စုတွေထဲမှာအကြီးအကဲလို့သူတို့ကရွေးချယ်ပြီးတော့အုပ်ချုပ်ခိုင်းပါတယ်။ကဲသားတို့သမီးတို့ရေဒီကျေတို့ရက်ခေတန်ခေကိုစက်ပြီးလေးလာကြည့်ရအောင်။ကြောက်ခေနောက်ရဲ့နောက်ပိုင်းကာလမှာတော့ဂျေးတန်တတ်ထူတွေကိုလက်နဲ့ပြလို့သုံးဆွဲလာကြတယ်။အဲ့ဒီရိုက်တဆင့်လူသုံးခုပစ္စည်းတွေကိုရွှေငွေခဲဂျေးတတ်ထူတွေနဲ့ပြလို့လာတဲ့အတွေ့ဂျေးခေတန်ခေကိုရောက်ရှိလာခဲ့ပါတယ်။အဲ့တော့သားတို့ရေကဘာမှာကြီးမထွက်တဲ့ ိုင်ငံရှိတယ်။အဲ့နိုင်ငံကဘာလဲဆိုရှင်အီဂျစ်။အဲ့လိုအီဂျစ်ကတော့နိုင်ငံတွေကြီးမထွက်တဲ့နိုင်ငံတွေမှာတော့ဟာလာဆရာမတို့ခြေကိုသူတို့ဘာလို့ရလဲဆိုရှင်မှာယူသုံးဆွဲခဲ့ရတယ်။ခြေတတ်ထုကို BC 9000ခန်းကတွေ့ရှိပြီးတော့စတင်တွေ့ရှိပြီးတော့ BC 3000မှာကောင်းစွာအသုံးပြုလာတတ်တယ်။အဲ့ဒီမှာသားတို့သမီးတို့ဒီချေကပြပြခြင်းပါတယ်။ဘုသူတ္တလေးအနေနဲ့ BC ဆိုတဲ့အဓိပ္ပာယ်ကတော့ before christ လို့ခေါ်ပါတယ်။ B က before C ဆိုတာ christ လို့ခေါ်ပါတယ်။အဲ့တော့ဖျားသခင်မတိုင်မီ เนาะခစ်လို့ခေါ်ပါတယ်အဲ့တော့ BCO ရေးထွက်တဲ့အခါမှာဆီယမတို့ကနောက်ပြန်ရေးထွက်ရပါတယ် BC 9000ပြီးနောက်တစ်နှစ်ကို BC 4000လို့ရေးထွက်ရပါတယ် BC 4000ပြီးလို့ရှင်နောက်တစ်နှစ်ကို BC 3000ကိုရေးထွက်ရပါတယ်ဒါကြောင့်မလို့ BCO ရေးထွက်တဲ့အခါမှာဆီယမတို့နောက်ပြန်ရေးထွက်ရတဲ့အတွက်ကြောင့်မလို့ BC 9000ပြီးတဲ့အခါမှာဆီယမတို့ BC 4000 BC 4000ပြီးရင် BC 3000လို့ဆီယမတို့ရေးထွက်ရခြင်းဖြစ်ပါတယ်အဲ့တော့ရေးထွက်တဲ့အခါမှာဆီယမတို့ဒီကြေးတတ်ထုတ်တော့သူတို့က BC 4000မှာသူတို့ကတေးသေးကောင်းကောင်းအသုံးမပြတ်သေးပါဘူး BC 3000လောက်ကျောက်တဲ့ခါကျတော့ဒီကျေးတတ်ထုကိုကောင်းကောင်းအသုံးပြတ်လာခြင်းကိုဆိုလိုပါတယ်ကဲသားတို့သမီးတို့ရေအခုတစ်ချက်သိမိသွားတဲ့ကြောက်ခိဦးကြောက်ခိလေကြောက်ခိနောင်ရဲ့အဓိကကြားတဲ့အချက်တွေကိုလေ့လာကြည့်အောင်ကြောက်ခိဦးမှာတော့ကြောက်လက်နဲ့ဒီဟာကြောက်သားကိုထုခွဲပြုတ်ထားတဲ့လက်ကင်ရုံမပါတဲ့ကြောက်ပစိန်နေဖြစ်ပါတယ်ဒီကြောက်ပစိန်မျိုးကိုတော့ဟူယောပါအာရှာ အာဖရိကတို့မှာ နေရာနံပြားမှာ တွေ့ရပါတယ်။ကြောက်ခိဦးမှာတော့လူသားတွေဟာအစားအစာကို ရှာဖွေစားတောက်တဲ့အစ်စ်မဲရှိနေပါသေးတယ်။ကြောက်ခိလယ်မှာတော့မီးကိုအသုံးပြုတတ်လာပြီးတော့ဂူတွေမှာနေထိုင်မှုပြုလာကြတယ်။လိမ့်စာတွေကိုမွေးမြူပြီးတော့စားတောက်ဖို့အတွက်အသိဉာဏ်တွေရှိလာတယ်။ကြောက်သွားကိုတသားရိုးတက်ပြီးတော့ထိုးခုတ်ဖို့အသုံးပြုလာတယ်။ကြောက်ခိလယ်မှာတော့လူတွေဟာလိမ့်စာရဲ့အရေးကုန်ကိုအဝတ်လုပ်ပြီးတော့ဝတ်ဆင်လာတယ်။ ဒါအပြင်ငါဖန်ခြင်းအတက်ပညာလည်းတက်မြောက်လာတယ်။ကြောက်ခစ်နောက်မှာတော့အစားအစာကိုဖန်နေသူများအဆင့်သို့တိုးတက်ပြောင်းလဲလာခဲ့တယ်။ကြောက်လက်နက်တွေကိုချောမွေအောင်သွေးယူလာနိုင်တယ်။ရှင်စင်းနဲ့အိုးခွက်တွေကိုပြုလုပ်သုံးစွဲလာတယ်။တိုက်ဆံတွေကိုရင်ပောင်းမွေးမြူတက်လာခြင်းတွေပြုလုပ်လာတယ်။အိုးအိမ်တွေတည်ထောင်ပြီးတော့နေထိုင်လာခြင်းကိုပြုလုပ်လာတယ်။ကြောက်ခစ်နောက်မှာတော့လူသားတွေဟာတိုက်ဆံတွေကိုမွေးပြီးတဲ့အခါမှာတော့ အသားနဲ့အည်ကုံအတွက်ဖမ်းဆီးပြီးတော့မွေးမှုတယ်။ဝင်းတင်ရန်အတွက်နွားနဲ့လူစီးရန်အတွက်မြင်းကိုမွေးမှုလာတယ်။ကျွမ်းနွားမွေးမှုရန်နဲ့ကောက်ပဲတိနာစိုက်ပျိုးရန်တွေရေရရှိတဲ့နေရာတွေမှာအင်းဆောက်ပြီးတော့အတီကျနေရမယ်ဆိုရက်အတိညာသူတို့ဘာဖြစ်လဲရရှိလာကြတယ်။ကြောက်ခိနောက်မှာတော့စူပေါင်းလောက်ကန်စူပေါင်းစားတော့တဲ့ဒလေပေါပေါလာပြီးတော့စူပေါင်းနေထိုင်ကြကြတယ်။ ကြောက်ခစ်နှောင်းရဲ့နောက်ပိုင်းမှာတော့ရှေးဦးလူတွေဟာလူသုံးပစ္စည်းတွေကိုကြေးတန်တတ်ထုတွေနဲ့ပြုလုပ်လာတဲ့အတွက်ကြောင့်မလို့ကြေးခစ်တန်ခစ်ကို ရောက်ရှိလာခဲ့ပါတယ်။တတော်သမီးတို့ရေဒီနေ့ဒီချက်ပြပြပေးတဲ့အကြောင်းအရာလေးကတော့အခန်းလေးလူအဖွဲ့စည်းရဲ့မူလအစသင်္ကန်းစာတအစားအစာကိုလိုက်လံရှာဖွေတဲ့အမဲလိုက်မုတ်ဆုံးများအကြောင်းဖြစ်ပါတယ်။တတော်သမီးတို့လည်းဒီသင်္ကန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။ နောက်သင်္ကန်းစာမှာဒီကျွန်တော်ပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်